ကျွန်တော်ညီကိုချစ်မိတ်ဆွေတငယ်ချင်းနေနဲ့ကျွန်တော် Orion နေအကုန်လုံးပဲเนาะမင်္ဂလာရှိတော့အောက်တိုဘာတရက်နေ့လေးကျွန်တော်တို့ဖြစ်ပါစေကျွန်တော်ဒီနေ့ဒီရက်မှာလည်းကျွန်တော်ရဲ့ intern ကရတဲ့ဈေးကွက်အချိန်လေးကိုကျွန်တော် ပြောပြပေးသွားမယ်ဇာတို့လိုက်ရမယ်ပတိစားဇာတို့လိုက်ရမယ်ခွေကိုလည်းကျွန်တော်တို့ပြောပြပေးသွားမှာပေါ့เนาะကျွန်တော်မနေ့တုန်းကလေးကခံမှန်းထားခဲ့တဲ့ကျွန်တော်တို့ရဲ့ တကွကောင်းဖြစ်တဲ့29ဆိုတဲ့ခဏန်းကဒီမှာတော့ဒါ62ဆိုတဲ့ခဏန်းနဲ့ကျွန်တော်တို့အင်တာနက်မှာသူတို့ထွက်ပေးတယ်ဗောနော်အင်တာနက်မှာ62ဆိုတဲ့ခဏန်းထွက်တယ်အဲ့ဒီတို့ကကျွန်တော်တို့ကဘာကိုပြန်ကင်ရမလဲဆိုတာလေးကိုလည်းကျွန်တော်ဒီဗီဒီယိုမှာအတိအကျကျွန်တော်လေးရှင်းပြပေးသွားမှာဖြစ်တယ်အဲ့ဒီမှာကတော့ပုံမှန်ဆိုရင်ကျွန်တော်86 6နောက်ပေးရင်ဒါ49နဲ့မနေရတာကျွန်တော်တို့ရဲ့ဒီ300ခွန်ထိတ်ကိုဗောနော်ထိတ်စီအဲ့ဒီမှာတော့ကျွန်တော်ကဂျင်းနေပါခွန်80နဲ့ ဟိုအားကိုပေါ့နော်83ခွန်ရဲ့3ညရဲ့ပေါ့နော်ခွန်ရဲ့3ညရဲ့ကိုဟိုပတ်သေးနေနေပဲကျွန်တော်ဒီမှာပြောခဲ့ပြီမှာကျွန်တော်ညီကိုမိတ်ဆွေတွေကိုတော့ကျွန်တော်ထိတ်နေနေပဲ100%လို့ကျွန်တော်ပြောခဲ့ပါတယ်မိတ်ဆွေတွေလည်းမြင်ပါပါနော်ကျွန်တော် Telegram က group တွေမှာလည်းကျွန်တော်ဒီမှာတင်ပေးထားပြီးဖြစ်တယ်88ခါပါပါတယ်ဒုတိယဇာတိတွေကတော့10တလုံးဖြစ်တယ်အဲ့တော့ဒီနေ့မှာကျွန်တော်ဒီမှာလည်းပြပေးထားပြီးဖြစ်တဲ့အဲကျွန်တော်တို့ဒီ အချိန်လေးကိုကျွန်တော်တို့ပုံမှန်တိုင်းကျွန်တော်တို့တွားလိုက်ရအောင်ပေါ့နော်တပွဲနှစ်ပွဲသုံးပွဲလေးပွဲငါးပွဲခြောက်ပွဲခုနှစ်ပွဲရှစ်ပွဲကိုးပွဲဆယ်ပွဲဆတပွဲဆနှစ်ပွဲဆသုံးပွဲဆလေးပွဲမနေ့က14ပွဲမြောက်ကျွန်တော်တို့မှန်တယ်15ပွဲမြောက်မှာဆက်တိုင်မှန်အောင်မလားဆိုတာလေးကိုကျွန်တော်တို့တွားရအောင်ပေါ့နော် 15ကမွေးမြောင်ဈေးကွက်ရဲ့အချိန်ကတော့တစ်ခုံပတိဖြစ်ပါတယ်အင်တက်ခရရတဲ့ဈေးကွက်ရကတော့တစ်ခုံဒီနေ့ဒီတစ်ထီရမယ်ခုံထီရမယ်တစ်ခုံထီမှကျွန်တော်တို့ကပေါက်ကွက်ဖြစ်မှာဖြစ်ပါတယ်နော်တစ်ခုံထီနေပြီကျွန်တော်တို့ကစားမယ်အကျိုးကနန်းရ6စနစ်ဆိုတဲ့ကနန်းထွက်တယ်6စနစ်ဆိုတဲ့ကနန်းထွက်ပြီဆိုရင်ကျွန်တော်တို့ကပြန်ပြီးတော့ထိုးရမယ်ကနန်းနေဘိုင်းတွေကိုကျွန်တော်ကဒီမှာပြန်စီပြီးတော့ပြန်ပြီးတော့ကျွန်တော်ထုတ်ပေးသွားမယ်ပေါ့နော် အစာတီးသွားမယ်ဆိုတဲ့မိတ်ဆွေတွေကိုကျွန်တော်ပြောပါတယ်နော်။အစာတီးသွားမယ်ဆိုတဲ့မိတ်ဆွေတွေတောင်ကျတဲ့နဲ့၃လေးခွေလာရင်၈ထိပ်ပါနော်။၈ထိပ်၈ပိုင်းရှိပါတယ်။၈ထိပ်၈ပိုင်းနဲ့ပဲကျွန်တော်တို့ကစားပေးဖို့ကျွန်တော်တို့ကတော့အကြံပြုပါတယ်နော်။အတောင်ကျတဲ့နဲ့၃လေးခွေဒီဒီမှာတစ်ခွေကြတယ်ဒီမှာတစ်ခွေကြတယ်ဒီမှာတစ်ခွေကြရင်ဒီမှာတစ်ခွေပါအဲ့လိုကြပြီဆိုတော့ချိန်နေပေါ့၈ပိုင်း၈တလုံးပေါ့နော်။အဲ့လိုမျိုးဖြစ်ပြီးအခုအတောင်ကျတဲ့နဲ့၃လေးခွေက၄ဘူးတစ်ခါကြပြီနော်၄ဘူးတစ်ခါကြလိုက်တဲ့ဆိုရင်မှဒီမှာ၈ထိပ်၈ပိုင်းနေကျွန်တော်တို့သူ့ပြန်ကြပြီပေါ့နော်။အဲ့တော့၈ထိပ်၈ထိပ်၈ပိုင်း၈ပိုင်းနေကျွန်တော်တို့ ကြပြီးပြီးရင်နောက်မှာဒီမှာ၃ညတစ်နှစ်34ခွေဘူးကိုပဲကျွန်တော်ကတော့ပြန်ပြီးကစားစေခြင်းနဲ့လေးဘူးကိုကြိုက်သည်ဖြစ်စေမကြိုက်သည်ဖြစ်စေထည့်ပြီးတော့ခွေပါတော့မင်းတို့ကျွန်တော်ထပ်ပြီးတော့မှားတယ်နော်ဇာတိလိုက်မယ်ဆိုတော့မင်းတို့ကကိုးလိုက်မယ်ဆိုပြီးတော့ကစားနေတယ်ဆိုတော့မင်းတို့ရှိတယ်ဆိုရင်ကိုးတစ်လုံးနဲ့လိုက်လို့မရဘူးကိုးပိုင်းကိုးပြိမ့်မှာကျွန်တော်တို့ကအဆင်ပြေမယ်အဲ့တော့ဒီနေ့အတွက်ကတော့ကျွန်တော်က၃ညတစ်နှစ်34အခွေနဲ့ အတော့ညနေ3:00 main အခွေရှိမယ်ပေါ့နော်စာစာတီးပေါ့နော်၄ချိန်မယ်ကျွန်တော်တို့ကစားမယ်၄ချိန်ကစားမယ်နေ့တိုင်းအချိန်နဲ့နေ့တိုင်းပတိကတော့87ဆိုတဲ့ကဏ္ဍဖြစ်ပါတယ်ရွေးကွက်ဩကွက်ကလေးတွေကိုလည်းကျွန်တော်စီပြီးတော့ထုတ်ပေးထားပါမယ်ထင်းထင်းမိမိပောက်ပါစေရပါစေအောက်ပါစေခင်ဗျ